ဒီနေ့ကတော့အမေကိုပကံမာနေရာစုံလိုက်ပို့ပေးရင်းနဲ့နေလဲစာကိုမြန်မာထမင်းဟင်းဝေစားဖြစ်ခဲ့ပါတယ်ပကံကိုလာရတဲ့အဓိကအကြောင်းရင်းကလည်းဒီလိုမြန်မာထမင်းဟင်းအစုံစားချင်တာလည်းပါရပါတော့ပပူတို့အရင်ဆုံးမနဲ့ပိုင်းကိုရွှေစီခုံဖျားကိုသွားဖြစ်ခဲ့ပါတယ်ဒါကတော့အမတ်မရပပူတို့လိုက်ပို့ရင်းနဲ့ဖျားအကြောင်းရှင်းပြတာပါတော့ ြောင်းလဲမှာတစ်ခုတစ်ခုပဲဟာအဲအဲအဲလေးနဲ့ပြည်ဝေဖန်ခမုံနဲ့ဒါကတော့ရွှေစီကုံဖျားရှိကမုတ်စေတန်းမှာရောင်းတဲ့ဒီကက်စီနဲလေးပေါ့နော်ပပူတွေ့တော့ဝယ်စားဖြစ်ခဲ့ပါတယ်ဒီကက်စီနိုဝေဖာနဲ့စားရတယ်အရင်စားကောင်းတယ်ဗောနောအုတ်ဒီဖက်မြများလေးနဲ့ချိုချိုလေးနဲ့စားလို့ကောင်းပါတယ် မြေဘကံကိုပထမဆုံးရောက်ဖူတာဆိုတော့သူ့နေရာဆုံဖះဆုံလိုက်ပူဖြစ်ခဲ့ပါတယ်ပပွားတော့ဘကံကိုရောက်တိုင်း၃၄ရက်လောက်နေပြီးတော့ AC လည်ဖြစ်တယ်ပေါ့နော်ဘကံမှာတော့တုတ်တုတ်နဲ့လေတာထက်ကိုယ့်အကိုဤပိုင်းငားပြီးတော့လေတာပို့ပြီးတော့ပြိုဖို့ကောင်းပါတယ် ဒါလေးကတပန်းတပန်းဆို900နဲ့ပဲပေးလိုက်ပါမယ်နော်တဝါနာဒါလည်းအတူတူပဲဒါအမှ तू ကဒီလိုမျိုးထွင်းပြီးခါကြမှာဒီလိုကာလာတင်ကာလာတော့ဒါတပန်းကအယောင်မသွင်းရအမေကတော့အနာတဖះရှိမှရောင်းတဲ့ယွန်းထည်ပစ္စည်းတွေကိုဝယ်နေပါတယ် तू ကယွန်းထည်ပစ္စည်းကိုရမ်းသဘောကျနေတာပဲအစုံဝယ်ပါတယ်ပပွားတော့မြစ်ချီလေးတစ်လုံးပဲဝယ်လိုက်ပါတယ်

နေ့လယ်စာကိုတော့ပုပ်ပုပ်ပကံရောက်တာစာဖြစ်တဲ့ EEP ဆိုရဲမြန်မာထင်းမင်းဆိုင်မှာဝင်စာဖြစ်ပါတယ်ဒီဆိုင်လေးကတော့တခြားဆိုင်ထဲဈေးသက်တာပြီးတော့ဟင်းချက်လက်ရာလေးတွေကောင်းလို့ဝင်စာဖြစ်တာပေါ့နော်ဟင်းချက်တယ်လားဟင်းချက်ငပိချက်အော်အညာခဲချင်းဒီငပိချက်ဟုတ်ပါအာမွေးနေရပဲဟာငါကောင်းဟင်းချက်อืม အနက်ရနဲ့တီးရတော့ကြာခင်းလေးတွေကလည်းစုံတော့အမေကပါရွေးလို့ရွေးရမှမသိဘူးပေါ့နော်ဘက်ပွားတော့အမေနဲ့ဟင်းလေးနဲ့စားလိုက်ပါတယ်ကျောင်းကျောင်းတော့လေရွေးမနေမော်လေဘူးလေ วโอเคมาไปตัวเยนซานนี่มิทารออเมนเนี่ยเอาชาปุ้ยชาเปล่าก็อร่อยน้องก็เลยอยาบๆมากๆแต่ไม่หยาบเยอะหรือบ้ามันยากโอ้ดีนะจะขาเปีนไปเลยยาวเลยคนละทางอ๋อ ใจเตะตาเฮ တဲ့တဲ့တဟင်တမျိုးဒီအအဝါစာကြတော့အဝါစာကိုတော့သမီးအဝါစာအရင်ဟင်းကတော့လိုက်ပြီးထက်ဖြစ်နေတယ်။အော်အရင်ဟင်းကဘယ်နှမျိုးလောက်ပါလဲ။အရင်ဟင်းကနေတော့အများကြီးပဲ12မျိုးလားရှိရဲ့အင်းညောတော့ဆို12မျိုးอืมအတုတ်ကတော့တပွဲကို2500လား2000อืมဒါမြတ်ဘကွာတော့ပကံကိုလာရင်ဒီမှာဘောနော် ညာတမင်းဟင်းရဲ့ကြိုက်တာဒီအရင်ဟင်းနဲ့အရင်စုံတယ်မနော်တမင်းဆိုင်ကဟိုဘခေါလေးဒီဆိုင်လေးကတော့သူ့ရဲ့ဟင်းညာဟင်းချက်တဲ့လေးရတော်တော်လေးကိုစားလို့ကောင်းတယ်မကြီးရတော့မနည်းရမယ်ပြောလေလက်လက်ဆက်ဆက်နဲ့ပေါ့နော်သူ့ရဲ့ဟင်းညာညာတမင်းဆိုင်ဒီလိုဟင်းညာရန်ညာတော့ပဲအနိုင်လို့နိုင်ရမှာမသိဘူးအေးစစ်စားတယ်အေးစစ်စားဒီဒီပြည်ရတာ เี้ยเนี่ยส่งเนาะเฮียนี่นี่เดือนเมษาไะเจะรับไปสวยเชียงให้ดีมีมีอาสามทะเลจะรับเมนเนี่ยตะก้อนที่ดูเสียงนะดู မေ့နေတာဝါနေလေအငယ်ဆုံးကို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 သိကိုသိကဲစာလို့လဲတော်တော်ကောင်းတယ်။အဲဒီတင်းသွားပြီပေါ့နော်။အမေကဒီလိုမြန်မာခင်မင်းဟင်းဆိုရင်ရိုက်တာပဲလား။ဘယ်လဲ။မြန်မာနေ့လဲတပိုင်းတော့လဲပြီပေါ့နော်။ဒီပကံကိုရောက်ရတော့ဒီဒီဆိုင်ကိုလဲလာစားကြည့်ပေါ့နော်။ဟင်းချက်လေးတော်တော်လေးကိုစာလို့ကောင်းတယ်။ပြီးတော့ နစ်လေတစ်ပိုင်းလဲဆက်ပြီးတော့ပတ်အောင်မယ်ပေါ့နော်ဒီကအမေအမေကိုလိုက်ပို့တာပေါ့နော်ဒီဘက်ကနင်းလေစာစားပြီးလို့ဆက်လေရင်းနဲ့ပကြီးဆွဲနေရကိုလည်းတွေ့ခဲ့ရပါတယ်တချို့ဖျားတွေမှာဒီလိုပကြီးထိုင်ဆွဲတဲ့ပကြီးဆရာလေးတွေကိုတွေ့ရတယ်ပေါ့နော်သူတို့လက်ရလေးတွေကလည်းအရန်ကိုလာပါတယ်ရောက်ဖြစ်လို့လူအဲ့ရင်လည်းအားပေးခဲ့ပေါ့နော်ကဲအခုကတော့မြင်းစီးမှာပေါ့နော်သူကတပတ်ပတ်ပေးတာတပတ်ကို တတောင်းเนาะတတောင်းနဲ့ဗျာအာနေချော့ပေးတာဒါပါနှစ်တောင်းတကယ်ရောက်ဖြစ်ရောဒီလိုမြင်းလဲလေးလဲစီကြည့်ပေါ့နော်အရန်ကိုလဲလာရပေါ့နော်တော်တော်လေးကိုစီလို့ကောင်းပါတယ်ဒီမြင်းလဲစီတာဈေးကြည့်မယ်ထင်ထားတာပေါ့နော်ဒီဖျားတပတ်ကိုပတ်ပေးတာမှာတထောင်ပဲပေးရပါတယ်ဒီလိုတပတ်ပတ်ပေးတာကတော့15မိနစ်လောက်တော့ရှိရပေါ့နော် ဲ့လင်ကြတော့ဘုရားအကြံရတိုင်းငင်းလည်းစီးကြတာလေဟုတ်ကဲ့အပေးကြတော့ငင်းလည်းဖြစ်တတ်တယ်ဘုရားအဲကြောင့်လည်းဆိုတော့ပြင်လဲရတယ်အဲ့လိုစီးရလူရှိမှငင်းဓမ္မလေးဒါငင်းစားဖို့ရတာလေနာမလည်းယေရှုတည်တဲ့ငင်းလည်းဓမ္မလေးတွေဘုရားလေအဲပို့ပြီးတော့ဖြစ်တာငင်းလည်းစီးရလူရှိမှကျွန်တော်တို့ကလည်းငင်းစားဝယ်ကျွေးနိုင်ပါလေငင်းစားဝယ်ကျွေးနိုင်မှငင်းလေးတွေဟောအောင်အလားပါပါလေးချက်ပါ ဲမြန်ရတော့စီလို့တော်တော်ကောင်းနေပေါ့နော်ပကံကိုရောက်ရတော့မြန်ရတော့စီကျစ်တဲ့နေပေါ့နော်ပကံကိုရောက်ရတော့မြန်စီရ